နာပိုလီအသင်းကသူတို့ရဲ့၄ချိန်ကြောင့်စကူတက်တိုအောင်မြင်မှုကိုရရှိခဲ့ပြီးတော့အန်တိုနီယိုကွန်တီဟာလည်းနောက်ထပ်တစ်ချိန်အမတ်ပေးချန်ပီယံဆုကိုရယူပြခဲ့ခြင်းဖြစ်ပါတယ်။စကော့မတ်တော်မနီဟာစီးရီးယားတနစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီးလူကာကိုကလည်းသူ့ရဲ့နောက်ထပ်တစ်ချိန်စကူတက်တိုအောင်မြင်မှုကိုရရှိခဲ့တာဖြစ်တယ်။ပြောရမယ်ဆိုရင်နာပိုလီကွန်တီတော်မနီလူကာကိုအစားရှိတဲ့အနိုင်ခံတွေနိုင်ကြနေတဲ့သူတွေအန်ဒါဒေါ့တွေရဲ့အောင်ပွဲတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုဖီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နာပိုလီအသင်းရဲ့စကူဒက်တိုအောင်ပွဲအကြောင်းအန်ဒါဒေါ့ထရီရဲ့အောင်ပွဲအကြောင်းပဲဖြစ်ပါတယ်ဒါဟာလုံးဝအန်ဒါဒေါ့စတိုရီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အင်တာမီလန်ဟာအရန်ကောင်းနေတဲ့အခြေအနေအရန်တောင့်တင်းနေတဲ့အခြေအနေချန်ပီယံလိမှာလည်းဘိုလိုပွဲကိုတတ်ထားတယ်ဘာစီလိုနာလိုအသင်းကိုဘလိုကစားပြခဲ့တယ်ဆိုတော့အားလုံးအမြင်ပဲဒါပေမဲ့လည်းအန်တိုနီယိုကွန်တီရဲ့နာပိုလီအသင်းဟာရိုးရိုးရှင်းရှင်းလေးပဲချန်ပီယံဖြစ်သွားခဲ့တယ်နောက်ဆုံးချိန်အထိ အကျိန်းတွေရှိခဲ့တဲ့အသေးအတန်ဖြစ်ခဲ့တဲ့ CD ရဲ့နောက်ထပ်ဒါ final day drama ဖြစ်ခဲ့တယ်ဒါပေမဲ့ drama ကတော့39ခုတည်းကပေါ်နေပြီလို့ပြောလို့ရတယ်ပေါ့နော်အင်တာမီလန်အသင်းက Champion League နဲ့ပြာများနေတဲ့အချိန်မှာအမှတ်တွေလျော့ပြီးတော့ Napoli အသင်းကစင်ဆက်မပြတ်အောင်ပွဲတွေယူနိုင်ခဲ့တယ် Napoli အမှတ်လျော့ခဲ့တဲ့ပွဲစဉ်39မှာလည်းအင်တာမီလန်ကအမှတ်လိုက်လျော့ခဲ့တဲ့အတွက် Napoli အသင်းအတွက်အခုလို dramatic ဖြစ်တဲ့အောင်ပွဲတစ်ခုရောက်ရှိလာခြင်းဖြစ်ပါတယ်အဲ့တော့ဒီအောင်ပွဲကိုဘာလို့ underdog လို့ဆိုရလဲ ဆိုရင်နာပိုလီအသင်းရဲ့အခြေအနေဒါသူတို့ရဲ့၄ချိန်မြောက်အောင်ပွဲပေါ့နော်အဲ့တော့ဒီမှတ်တမ်းမှာရင်ကျွန်တော်တို့မြင်တွေ့နိုင်တယ်နာပိုလီဟာဆီးရီးအရအန်ဒါဒေါ့ဂ်ဖြစ်တယ်ဒါအပြင်အန်တိုနီယိုကွန်တီကွန်တီဟာသူဟာသူ့အချိန်တွေကုန်ဆုံးသွားပါပြီလို့ရှုမြင်ခံရတဲ့နီးပြတယောက်ဖြစ်လာတယ်ဒါပေမဲ့အန်တိုနီရဲ့ကွန်တီရဲ့အချိန်တွေမကုန်ဆုံးသေးဘူးဆိုတာကွန်တီဆက်လက်သက်သေပြခဲ့တယ်ထုံးစံအတိုင်းပဲသူဂျူဗန်တက်စ်မှာဒါရရောက်ချင်းရာသီမှာချန်ပီယံဖြစ်တယ်ချဲစီမှာလည်းရရောက်ချင်းရာသီမှာအန်အားသင့်ဖို့ရလုပ်ပြခဲ့တယ် အင်တာမီလန်ကိုသူရောက်တော့လည်းရောက်ချင်းရာသီမှာဒါအဆင့်နှစ်ပြီးတော့ဒီယူရိုပါလိမှာလည်းဒါဘိုလူပွဲကိုရောက်ခဲ့တယ်ပြီးတော့နောက်တရာသီမှာပဲသူစကူတက်တိုချန်ပီယံဆုကိုရယူပြခဲ့တယ်အခုနာပိုလီအသင်းကိုလည်းပထမဆုံးရာသီမှာလည်းသူထပ်ပြီးတော့ယူပြခဲ့ပြန်ပြီအဲ့တော့သူ့ရဲ့အမပေးချန်ပီယံဆုတွေရယူနိုင်စွမ်းကမကုံဆုံးသေးဘူးဒါအပြင်အန်တိုနီယိုကွန်တီမပြီးဆုံးသေးဘူးဆိုတော့သူဆက်လက်ပြသခဲ့တယ်လက်ရှိဘောလုံးကမ္ဘာမှာသူဟာအန်ဒါဒေါ့ကိုပြောပဲအနေထားပြောမယ်ဆိုရင်တည်င်းကောင်းစီးတွေမှာမပါတဲ့အနေထားဖြစ်နေပြီပေါ့နော် သူ့ရဲ့နီးပြူဟာတွေနဲ့ပတ်သက်ပြီးပြောခြင်းမခံရတော့ဘူးသူ့ရဲ့ကုံသတင်းနဲ့ပတ်သက်ပြီးပြောခြင်းမခံရတော့ဘူးဒါပေမဲ့အန်တိုနီယိုကွန်တီကအဲ့လိုပြောရလောက်အောင်ထပ်ပြီးတော့ပြန်လုပ်ပြခဲ့တာဖြစ်ပါတယ်ဒါပြင်တော်မနေလူကာကူအစရှိတဲ့သက်ဆိုင်ရာအသင်းတွေရဲ့အပယ်ခံစားသမားတွေဒီကစားသမားတွေကထပ်မံပြီးတောက်ပါခဲ့ပြန်ပြီတော်မနေရာစီးရီးအကောင်းဆုံးသားသမားစုကိုရရှိခဲ့တဲ့တရားသည်မှာ၁၂ဂိုးအထိတွင်းယူခဲ့တယ်နောက်ဆုံးပွဲမှာလည်းဒါအရေးပါတယ်ကန်ချက်နဲ့ဒါအသင်းကိုအဖွင့်ကိုစတင်ရယူပေးခဲ့ပြီးတော့ ဒီစီနီတိုက်တဲ့စုအတွက်အရေးပါနေတဲ့နောက်ဆုံးပွဲတွေအကုန်လုံးမှာတော်မန်လေးဟာခြေစမ်းမပြတဲ့ပွဲမရှိခဲ့ဘူးနဲ့အားလုံးမှာတကယ်ဂိုးတွေစက်တိုက်စက်တိုက်စက်တိုက်သွင်းယူပြီးအသင်းကိုအကောင်းဆုံးဥဆောင်မှုပေးခဲ့တယ်။အဲ့တော့တော်မန်လေးဟာအပေကံဘွားကလည်းနောက်ခုနာနာပိုလီအသင်းရဲ့နေပယ်မျိုးရဲ့ဟီးရိုးဖြစ်လာခဲ့တယ်။ထို့အတူပဲလူကာကူဟာလည်းဒါအင်တာမီလန်အသင်း၊ချယ်လ်စီအသင်း၊အင်တာမီလန်ပြန်ရောက်တယ်၊ရိုမာရောက်တယ်အစရှိတဲ့တင်သူရုံးကန်နေရတယ်။ဒါပေမဲ့သူဟာ တိုက်စစ်မှုကောင်တယောက်ဆိုတာကိုအစဉ်အမြဲပြသခဲ့တယ်ဒီဟာဒီမှာဆိုရင်လည်းဒါ14ဂိုးသွင်းပြီးတော့ဂိုးပန်တိမှု10ကျင်းဒါစီးရီးပြိုင်ပွဲရတာအများဆုံးပမာဏလည်းဖြစ်တယ်တစ်ချိန်ကတော့ဂိုးသွင်းနှုန်းအများဆုံးနဲ့ဥဆောင်ခဲ့တယ်မြဲအခုအခါမှာတော့ဒါတိုက်စစ်ကိုသူ့ရဲ့ assist တွေနဲ့သူ့ရဲ့တိုးအားတွေနဲ့ဒါကူညီပေးတယ်အထူးသဖြင့်နာပိုလီရဲ့အောင်ပွဲဟာဘလောက်ချုံမိန်လဲဆိုရင်သူတို့ရဲ့အဓိကအကြဆုံးနဲ့အကောင်းဆုံးသတ်သမားလို့ပြောရတယ် Corus Clea ဒါစောင်းရည်အပြောင်းရှိမှာထွက်ခွာခဲ့တယ်ပြောမယ်ဆိုရင်လွေယာဒီမှာလည်းဒါသူတို့ရဲ့အဓိကစာသမားသူတို့ကို ဒါပြီးခဲ့တဲ့နှစ်တွေတော့ကဒါစကူတက်တို့ယူပေးခဲ့တဲ့တမြန်နှစ်တုန်းကစကူတက်တို့ယူပေးခဲ့တဲ့အသင်းကအိုစီမန်နဲ့ဒါခွာရက်စကလီယာနှစ်ယောက်စလုံးမရှိတော့အိမ်မရှိတဲ့အသင်းကိုကွန်တီဟာဒီအောင်ပွဲကိုရယူပေးခဲ့တာဖြစ်တဲ့အင်မတန်ကိုချီးကျူးထိုက်ပြီးတော့အမန်တကယ်အန်တာဒေါ့အောင်ပွဲတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့နေပယ်မြို့ဒီအီတလီတောင်ပိုင်းရဲ့အကြောင်းကိုမသိတဲ့မိတ်ဆွေတွေအတွက်ထပ်ပြီးဖြည့်ပြီးပြောရမယ်ဆိုရင် နာပိုလီသင်းကဘာဖြစ်လို့ underdog အဖြစ်မြင်ခံရလဲဆိုတော့အီတလီမြောက်ပိုင်းနဲ့အီတလီတောင်ပိုင်းဟာခြားနားမှုအလွန်ကြီးမာတယ်မြောက်ပိုင်းကအင်မတန်ချမ်းသာပြီးတော့တောင်ပိုင်းကဆင်းရဲတယ်ပေါ့နော်အီတလီရဲ့ standard နဲ့ပြောတာပါအဲ့တော့တောင်ပိုင်းကဆင်းရဲတယ်အဲ့တော့ဒီအခြေအနေမှာအမြဲတမ်းတောင်ပိုင်းကလူတွေကဒီအောင်ပွဲတွေကိုစားလောင်တယ်အဲ့တော့တောင်ပိုင်းကိုကိုစားပြုတာကနာပိုလီအသင်းဖြစ်သတ်မှတ်ခံရတဲ့အလုပ်သမားတွေကိုကိုစားပြုတယ်ဆင်းရဲတဲ့လူတွေကိုကိုစားပြုတယ်မြောက်ပိုင်းကမီလန်အသင်း Juventus တို့ ကတော့ဒါချမ်းသာတဲ့အသင်းတွေအဖြစ်ပြီးတော့သူတို့ရဲ့မြောက်ပိုင်းကက industrialize ဖြစ်တယ်ပြီးတော့ European အဖြစ်သူတို့ကိုပို့ပြီးတော့ခံယူကြတယ်အဲ့တော့ဒီ19ရာစု Italian ပေါင်းစည်းခြင်းပေါင်းစည်းကလေးမှာကဒီ Kingdom of Sicilians တွေဟာအဲ့ဒီလိုမျိုးခွဲခြားမှုအမြင်ရှိလာခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ခုနလိုမျိုးတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုရယ်အတွေးခေါ်လေးတွေရှိပြီးတော့ပြန်ဆိုင်မှုတွေလည်းရှိတယ်အဲ့ပြန်ဆိုင်မှုတွေကြားထဲမှာချမ်းသာခြင်းနဲ့ဆင်းရဲခြင်းဆိုရယ်အမြင်တွေပါဝင်တယ်ပေါ့နော်အဲ့တော့ဒီဘက်က နေပဲစွတ်ကကြတော့ပိုပြီးအလုပ်သမားဆန်နေအမေဘီတချို့နေရာတွေမှာဒါမာဖီးယားဆန်တာရှိတယ်အနည်းငယ် unlawful ဖြစ်တာရှိတယ်မြောက်ပိုင်းကတော့ပိုပြီးတော့စနစ်ကြတယ်ပိုပြီးတော့ချမ်းသာတယ်ဆိုတဲ့အရာတွေပေါ့နော်ဒါပေမဲ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအရာတွေဝေဖန်မှုမဟုတ်ဘူးတရားတွေအရှိတရားတွေဒီလိုရှိတယ်ဆိုတာကိုဒါပြပြချင်းဖြစ်တယ်အဲ့တော့ဒီနာပိုလီအသင်းရဲ့ပထမအဦးဆုံးစကူတက်တော့အောင်ပွဲဟာဒါမာရာဒိုနာရယူပေးခဲ့တာအဲ့တော့ဒီဆောင်က ူမာရိုနာရယူပြီး1980ကျော်အချိန်ဒီမှာဆိုရင်မာရိုနာအနေနဲ့ဒီနာပိုလီအသင်းရဲ့ပထမအဆုံးစကူဒက်တိုကိုရယူခဲ့တယ်ပြီးတော့ဒီလူဒုတရက်လုံးရဲ့ထောက်ခံမှုကိုရရှိခဲ့ပြီးတော့မာရိုနာကလည်းတောင်ပိုင်းက ဒါမြောက်ပိုင်းကိုအောင်းနိုင်ခြင်းဆိုပြီးကြွေးကြော်ခဲ့တယ်ပြောမယ်ဆို Robin Hood ရဲ့စကားကိုကိုးကားပြီးတော့ဒါချမ်းသာသူတွေစီကခိုးယူပြီးတော့ဆင်းရဲသူတွေစီကိုခွဲဝေပေးတယ်ဆိုတဲ့စကားကိုလည်းဒါအမရဒနာအသုံးလုံးခဲ့တယ်ဒါအပြင် Naples တမျိုးလုံးကမာရဒနာကိုနှစ်ဖျားလို့ကိုးကွယ်ကြတယ်အင်မတန်အလေးမြတ်ထားပြီးတော့ဒါမာရဒနာကွယ်လွန်တဲ့အချိန်မှာ Argentina နိုင်ငံထက်တောင် Naples မျိုးကပို့ပြီးတော့လှုပ်လှုပ်ခက်ခက်ပြစ်ခဲ့တယ်လို့တော့ပြောလို့ရတယ်။နေပယ်မြို့ရဲ့တကယ်ကိုအရေးပါတဲ့ Fagos တယောက်ပြစ်ခဲ့တယ်။ ဲ့တော့အဲ့ figures ကို तू အလိုသမားတွေကိုဥဆောင်တယ်ဆိုတဲ့ပုံစံမျိုးဒါမာရဒိုနာကိုယ်တိုင်လက်တာ community socialist ယူဝါဒတွေရှိတယ်ဆိုတာလက်ဝဲချင်းတဲ့ယူဝါဒတွေရှိတယ်ဆိုတာအလုံးလေသိကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမာရဒိုနာဟာဥဆောင်ပြီးတော့အဲ့လိုမျိုးအောင်ပွဲတွေရယူခဲ့တယ်ပေါ့နော်အဲ့တော့အခုအချိန်မှာတော့မာရဒိုနာလိုမျိုးဒါ political sense ပါတယ်ဥဆောင်မှုတွေတော့မပါဝင်တော့ပင်မဲ့ cultural အရာတော့ခုနပြန်ဆိုင်မှုတွေရရှိနေသေးပဲအဲ့ဒီပြန်ဆိုင်မှုတွေကိုဒါအခုအပေါင်းတဲပေါ်ပြခဲ့တဲ့အချိန်နေ့ ဖြစ်တယ်ပေါ့နော်အဲ့တော့ကွန်တီရဲ့အောင်ပွဲကွန်တီရဲ့နီးပြူဟာအကြောင်းတွေကကျွန်တော်တို့အများကြီးအသေးစိတ်ပြောမနေတော့ဘူးအခုတင်ပြချင်တာကတော့အဲ cultural aspects နဲ့ underdog တွေရဲ့လောက်ပြခြင်းပေါ့နော်အဲ့တော့ကွန်တီဟာ washed ဖြစ်သွားပြီလို့ကျွန်တော်တို့သတ်မှတ်ကြရတယ်ဒါပေမဲ့ကွန်တီဟာဒီသူ့ရဲ့ဒီဂျားထဲမှာတော်မနီကိုအသုံးပြုဖို့ပေါ့နော်တော်မနီကိုလာအသုံးပြုလို့မရဘူးတော်မနီဟာဒါကောင်းမွန်တဲ့ကွင်းလေကစားသမားမဟုတ်ဘူးဆိုပြီးအင်္ဂလန်ကဖိုင်ဒက်စစ်စီမှာညံခဲ့တယ်ပရိသတ်တွေကလည်း နီးမျိုးစုံနဲ့ tactical analysis တွေကိုဒါ line တွေလေးတောင်တွေအဝိုင်းတွေတတိကံတွေဆွဲပြီးတော့ဝေဖန်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဘောလုံးရဲ့အခြားသောတစ်ဖက်မှာခုနအရာတွေရေးမပါဘူးရေးပါတယ်ဒါပေမဲ့ဘောလုံးရဲ့အခြားသောတစ်ဖက်မှာအဲ့လိုထက်တူတက်မြအရေးပါတဲ့အခြားသောအရေးသူကြီးရှိနေတယ်ဆိုတော့ကိုဒါကွန်တီတို့ကပြသနေခြင်းဖြစ်တယ်အဲ့တော့ကွန်တီရဲ့လက်ရှိသုံးနေတဲ့နေရာတွေမှာသုံးနေတဲ့နည်းပြဟာတွေမှာလက်ရှိ modern kick ကသွားနေတဲ့အရာတွေမပါဝင်တာရှိတယ် ပါဝင်တဲ့အားလည်းရှိတယ်ဒါကတော့နောက်အကြောင်းတက်ဆိုင်လာတော့မှထပ်ပြီးတော့နေပြတ်သက်သက်ကိုတင်ဆက်ပေးမယ်ပေါ့နော်အနည်းငယ်ဒီအခုဗီဒီယိုဆိုလို့ရင်းနဲ့ရှုပ်ထွေးသွားမှာဆိုလို့အဲ့တော့ကွန်တီနီနဲ့ဒီတော်မနေကိုအကောင်းဆုံးနေရာချခဲ့တယ်သူ့ရဲ့ box entry တွေကဒီဥရောပမှာအကောင်းဆုံးဖြစ်ခဲ့တယ်ပြီးတော့ဒီလက်ရှိ series ရဲ့ဒါပြောမှဆိုရင်ကိုယ်လည်းလိုက်စကစားသမားတွေနီးပါဘူးသူကိုသွင်းခဲ့တယ်ပေါ့တကယ်တော့သူက433ရဲ့ဘဲချမ်းမှာကစားတာဒါ433ရဲ့ AM နေရာမှာကစားတဲ့ပွဲအင်မတန်နေပြီးတော့433ရဲ့ဘဲချမ်းမှာကစားတယ်ဒါပေမဲ့ဒီတောက်လျှောက်တိုက်စစ်တွေကိုဝင်ပြီးတော့ကူညီပေးတယ်လူကာကူကတော့တိုက်စစ်အထောင်ကနေ တောင်ပံတွေထွက်ပြီးတော့ကူညီပေးတယ်ဘာလို့လဲဆိုတော့နာပိုလီအသင်းရဲ့တောင်ပံတွေကလုံလောက်တဲ့တောင်ပံစွမ်းအားမရှိတော့အထူးသဖြင့် Quaresquilla မရှိတော့တဲ့အချိန်မှာအဲ့ဒီ creativity စွမ်းအားကြီးကဟုတ်ကနေဆိုပြီးပြုတ်ကျသွားတယ်အဲ့ဒီပြုတ်ကျသွားတဲ့စွမ်းအားကိုကူညီပေးဖို့ဒါ balance လုပ်ပေးဖို့အတွက်လူကာကူကအလုပ်တွေပိုလုပ်ခါတယ်ပိုလုပ်ပြီးတော့ဒီတောင်ပံတွေကနေအသင်းကိုပိုကူညီပေးတယ်သူကိုယ်ကပင်မန်းခံပြီးဘောလုံးတွေကိုမများဆဆတည်ဆောင်ပေးတယ်အဲ့တော့အဲ့လိုတဲဆောင်ပေးနေတဲ့အချိန်မှာကျတော့တော်မီနီဟာလိုအပ်တဲ့လူကာကိုမရှိတဲ့ကွက်လပ်ကို box and free နဲ့ပြပြပြီးတော့ အကူညီပေးတယ်ဗောနော်ဒါဟာနာပိုလီအသင်းရဲ့တရားဒီမှာ key factors အရေးအကြီးဆုံးဒါကိစ္စရဖြစ်တယ်အထူးသဖြင့် Kvaratskhelia မရှိတော့တဲ့နောက်ဘက်မှာပို့ပြီးတော့အရေးပါတဲ့ကိစ္စရဖြစ်လာတယ်ဗောနော်အဲ့တော့ဒီ Lukaku နဲ့ Scott McTominay နေရာအဲ့ဒီလိုနေရာဖြင့်အတုံးချခဲ့တယ်အတုံးချပြခဲ့တယ် ကွန်တီကလည်းဒီလိုပုံစံပေါ်လာအောင်အကောင်းဆုံးဒါပဲ့ကင်ခဲ့တယ်ပြောမယ်ဆိုရင်ဒီချန်ပီယံရန်စပီကန်ဒီလေးမှာနာပိုလီကပြန်ပြီးတော့အပေါ်ကျော်တက်သွားတာပေါ့နော်အဲ့လိုကျော်တက်သွားဖို့ဆိုတာမလွယ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့နာပိုလီရဲ့ဒါရာသီဒုတိယရာသီဘဝကအင်မတန်ဒါရိမ့်ရိုင်မှုတွေများခဲ့တယ်နာပိုလီရဲ့အဓိကခံစင်မှုဘွန်ဂျီယိုနိုကဒါတန်ရာပြဿနာတလျှောက်နဲ့ဒါအမြဲတမ်းရှိနေခဲ့အဲ့တန်ရာကြီးနဲ့သူကစားနေတာပေါ့နော်ဘွန်ဂျီယိုနိုရဲ့တန်ရာပြဿနာရှိတယ်အခုနောက်ပိုင်းပွဲစဉ်တွေဆိုတော့အသင်းရဲ့အဓိကကွင်းလေဒါပစ်ဖော့ဖြစ်တဲ့လော့ဘော့ကမပါဝင်ဘူးပေါ့နော် ဒါအပြင်တခြားသောနေရာတွေမှာလည်းဒါတင်းပြကြက်ပြမရှိဘူးဒါ Chorus Clea နေရာမှာဒီအစားဝင်ကစားနေတဲ့ကစားသမားဖြစ်တဲ့ David Neris Neris ကလည်းနောက်ပိုင်းပွဲတွေမှာလွဲချော်တဲ့ပွဲတွေအများကြီးအစားရှိတဲ့ဖြင့်လိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့ Inter Milan ဟာတန်ရာရပါစေပွဲပတ်မှာစေဒါမှမဟုတ်သေချာရင် Napoli ထက်ပိုတောက်နေတဲ့ပထမပွဲထက်လူစင်းရှိတယ်လို့အယံအင်အားလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဒီဘက်ကဒီစိုးစိုးပြက်ပြက်နဲ့ကြော်ဖြတ်ခဲ့တာပေါ့ Antonio Conte ကဒါသတင်းစာရှင်းလင်းပွဲမှာသူပြောခဲ့တယ်မင်းတို့မှာဒီအခြေအနေရဲ့အတွက် solution ရှိလားပေါ့နော်အဲ့တော့ ဆိုလို့ရင်ရှိလားမရှိတော့တဲ့အခြေအနေတွေကိုဖြစ်ခဲ့တယ်ဒါပေမဲ့ဒါငါ give up လုပ်မယ်ဆိုပြီးတော့ပြောပြီးတော့မှဆက်ပြောတယ် give up လုပ်တယ်ဘယ်တော့မှလဲဆိုတော့ရာတီကုန်တဲ့ချိန်ကျမှ give up လုပ်မယ်ဆိုပြီးဒါ quantity ရဲ့အတွင်းစိတ်ထားဖြစ်တယ် quantity ဟာအယိုးကြည်ကြည်အရေခန်းခန်းတည်တဲ့အထိတိုက်မယ်ဆိုတဲ့နည်းပြတရားဖြစ်ပြီးတော့အဲ့ဒီစိတ်သက်ကိုပရိသတ်တွေစီကိုရောကစားသမားတွေစီရောသူသွင်းပေးနိုင်တယ်ပေါ့နော်အဲ့တော့ ဒီကွန်တီနောက်ဆုံးပွဲအတွက်သူတို့ရဲ့လေ့ကျင့်ရင်ခွင်ကိုလာတဲ့အချိန်မှာလေ့ကျင့်ရင်ခွင်ဝင့်ကျင်မှာနေပယ်စ်မြို့ကနေပယ်စ်သားတွေနာပိုလီပြိသက်တွေဝင်းရှန်နေပြီးတော့အုံအုံကြွကြွကိုဖြစ်နေခဲ့တယ်။အားလုံးကဒီအောင်ပွဲကိုအင်မတန်မှန်ခဲထားကြတယ်။အဲ့တော့မှန်ခဲထားတဲ့အတိုင်းနဲ့နောက်ဆုံးမှာကွန်တီအနေနဲ့ပေါ်နိုင်ခဲ့ပြီးတော့ဒီအောင်ပွဲဟာကျွန်တော်တို့ကွန်တီကစားသမားနာပိုလီအသင်းနဲ့မဟုတ်ဘဲနေပယ်စ်မြို့ရဲ့အောင်ပွဲဖြစ်ပြီးနေပယ်စ်သားတွေရဲ့တခဲနဲ့အားပေးမှုကိုဒီအ ਨੇ ဆုံးတော့ဒီနောက်ဆုံးပွဲကိုတော့ပြည်သက်တွေကြည့်လိုက်ရမှာပဲနောက်ဆုံးပွဲမှာနေပယ်စ်သားတွေနာပိုလီယန်ဒီ နေပယ်မြို့သားတွေဘလောက်အထိအပိတ်ခဲ့လဲဆိုတာဘလောက်ထိသူတို့ရဲ့ခံစားချက်ပြင်းထန်ခဲ့လဲဆိုတာကျွန်တော်တို့ပွဲထဲမှာမြင်နိုင်တယ်နေပယ်မြို့ကအဲ့ဒီအတိုင်းပဲဖြစ်တယ်ဒါကြောင့်မလို့လဲသူတို့မာရဒိုနာကိုနှစ်ဖရားလို့ကူကွယ်တာအဲ့တော့ကွန်တီဟာအဲ့လိုမျိုးခက်ခဲတဲ့အောင်ပွဲကြီးတစ်ခုကိုဒါရယူပြသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေပယ်မြို့သားတွေရဲ့ဒီတခဲနဲ့အပိတ်မှုဘလောက်ထိကြံတယ်လဲဆိုရင်ကျွန်တော် root ကိုလေးရဲ့ဒီအဆိုတစ်ခုကိုတန်ပြောပြဖို့ရှိတယ်ပေါ့နော်အဲ့တော့1988ရာသီမှာ AC Milan အသင်းနဲ့ Napoli အဲဒီမှာ Maradona ရဲ့ Napoli အသင်းနဲ့ဒီဘက်ကဒီ Rugulito ရဲ့ဒီ AC Milan အသင်းကအပြင်းထန်အသေးအတန်ဖြစ်နေတဲ့အချိန်ကြီး Arigo Sacchi စတင်ခိုင်းတွင်နေပြီပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာဒီ AC Milan အသင်းက Naples မြို့မှာအရေးပါတဲ့ပွဲလာကစားဖို့ရှိတယ်အခုလိုပဲအမှတ်တူနေတဲ့အချိန်တွေမျိုးပေါ့နော်အဲ့မှာလာကစားတဲ့အချိန်မှာ AC Milan အသင်းကလေရင်နှစင်းနဲ့လာခဲ့တယ် Rugulito ကပြောပြအောင်ဘာဖြစ်လို့နှစင်းလဲပေါ့ငါတို့ငါတို့သွားရတဲ့နှစင်းစီနောက်နှစင်းကဘာလုပ်တာနောက်နှစင်းကဘာလုပ်တာလဲဆိုတော့အစိတ်ခက်ခံရမှာဆိုတဲ့အတွက်သူတို့စားမဲ့ အစားအစာတောက်မဲ့ရှိအစစရရအားလုံးကိုနောက်ထပ်လေရင်တစင်းနဲ့ပြီးပြန့်ပြင်ဆင်ပြီးတော့လာခဲ့တယ်။လေဘယ်သားတွေကိုကြောက်လွန်လို့ပေါ့နော်။ပြီးတော့လေဘယ်စမြို့သားတွေကသူတို့လုံးလို့ရရင်ဒီတဲ့နဲ့ဒါငပြောတိတွေပြပောက်ကျက်ဥတွေပြပောက်တွေလည်း AC Milan အသင်းကိုနှောက်ရှက်ခဲ့ကြတယ်။ကွင်းထဲမှာလည်းအပြင်းထန်နှောက်ရှက်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒါ AC Milan အသင်းက2 3နဲ့အနိုင်ရရှိပြီးတော့အင်းဒီစကူတက်တူကိုရယူခဲ့တယ်။ကျွန်တော်ဆိုလိုချင်တာကတောင်ပိုင်းနဲ့မြောက်ပိုင်းအပြိုင်မှုပြီးတော့ဒီ Naples မြို့သားတွေရဲ့ဒီအောင်ပွဲတွေအပေါ်မှာစိတ်ထည်မှုဘောလုံးပွဲတွေအပေါ်မှာစိတ်ထည်မှု အင်မတန်အင်မတန်ကြီးမာတယ်ပေါ့နော်အဲ့တော့ကွန်တီယာအဲ့ဒီပြည်သက်တွေအားကိုလည်းသူရယူခဲ့တယ်သူကလည်းပြည်သက်တွေကိုယုံကြည်ချက်ပြန်ပေးခဲ့တယ်ပြီးတော့ခုနလိုမျိုးအသင်းငယ် underdog စာသမားတွေကိုလည်းဆွဲတင်ပေးခဲ့တယ်အားလုံးကိုကျွန်တော်တို့ပေါင်းကြည့်လိုက်တဲ့အခါမှာဒါဟာစစ်မှန်တဲ့ underdog ပုံမြင်တစ်ခုဖြစ်ပြီးတော့ကွန်တီရဲ့ပြောမယ်ဆိုရင်ဒါအရိုးကြီးကြီးအရေးခံခံပေါ့နော်အဲ့တော့ဒီမြက်ပါစားရမယ်ဆိုတဲ့အခြေအနေလဲကြတဲ့အထိမင်းတို့လေ့ကျင့်ဖြစ်နိုင်ရင်မောရင်မြက်ပါစားဆိုတဲ့အခြေအနေမျိုးဒီကွန်တီယာအီတလီလိုမျိုးဒါလေ့ကျင့်ရေးမောင်းနေရှိတဲ့ တကယ်အလုပ်ကြိုးစားပါလေဆိုတဲ့ကစားသမားတွေကရှာထွက်ပြီးအန်ထွက်ကားတဲ့အခြေအနေအထိပြင်းထန်တဲ့နီးပြဖြစ်တယ်စကားပြောတော့ကြမ်းတက်နေသူ့မှာဒီအဝက်လဲကန်းရောနီးပြတခြားနီးပြရင်ွယ်ရောပြီးတော့အသင်းပိုင်ရှင်တွေရောပြဿနာတချို့ရှိကောင်းရှိမယ်ဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်ပြင်းထန်မှုသူ့ရဲ့ determination သူ့ရဲ့ motivation ကိုတော့ကျွန်တော်တို့လုံးဝ short တော့လို့မရပဲနဲ့ဒါဘောလုံးကဘာရဲ့ဆက်ဆက်ပါပါတကယ်ကိုတန်မိုးထားရတဲ့ဝိသေသတစ်ခုဖြစ်နေတယ်ဒါအပြင်ကျွန်တော်တို့ကွန်ဒီဟာဒါဇီရန်တို့အာဂါဒါဗစ်တို့လို့တကယ်ကဘာထိတ်တန်း ကစားသမားတွေကိုမောင်းလာတဲ့အသင်းကောင်းဆောင်တယောက်ဖြစ်ပြီး तू ဟာသူ့အသင်းကိုအကောင်းဆုံးမောင်းနေတယ်လို့ကျွန်တော်တို့ယူဆရမယ်သတ်မှတ်ရမယ်ပေါ့နော်အဲ့တော့သူ့မှာလိုအပ်ချက်တွေဒါလွန်ကျွန်တာတွေရှိတယ်ဆိုပေမဲ့အခုလိုမျိုးအောင်ပွဲရယူနိုင်ဆုံးကိုတော့ကျွန်တော်တို့လုံးဝမေ့လို့မဖြစ်ဘူး तू ရယူခဲ့တဲ့အောင်ပွဲတွေက immediate difficulty ratings မြင့်တဲ့အရာတွေကိုလုတ်ပြနေရဖြစ်ပြီးတော့အချိန်ချင်းရှိလာခဲ့ပြီလည်းဖြစ်တယ်ဒါကြောင့်မလို့အန်တိုနီယိုကွန်တီလူကာကူမက်တော်မီနင်းနဲ့နာပိုလီအသင်းတို့ရဲ့အန်တာဒေါ့အောင်ပွဲအတွက်ကျွန်တော်တို့ ဘောလုံးကဘာကနေအင်မတန် congratulation ဖြစ်ရပြီးတော့ဒါကွန်တီအကြောင်းနာပိုလီအကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ချူအပိတ်ခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ